အဖေအောင်မီးမေအောင်မီးမေရဲ့အမေသာဖြစ်ချင်တာဒီနေ့အောင်မီးလေးမေရဲ့ဟောအမေကျွန်တော်ကြည့်ရတယ်အမေပြုံးစင်းနေတဲ့မျက်နှာမှာနှာခမ်းကပြုံးဝင်မဲ့ မျက်လုံးကစွတ်စွန်နေပါလားမင်းရဲ့အမေပြောကျင်တာကျွန်တော်သိပါခဲ့အမေကျွန်တော်နားလေပါလေအမေအမေပြောကျင်တာကငါလာရဲ့မြေအသက်60နှစ်ခွန်လေးတောင်ရှိနေဒါတော့ငါသားအခုတတိခလေးဆန်တော့ပါလားအမေကြီးတို့ပြောကျင်လို့ကျွန်တော်ပြုံးကြည့်နေတာမဟုတ်လားအမေ နှခမ်းကကျုံဝင်မဲ့မျက်လုံးမှာမျက်ရည်စွန့်နေတယ်မြန်ထားကျွန်တော်ကောင်းကောင်းကြီးမှတ်မိရပါအမေ1930နှစ်ခြောက်ခုနှစ်တုန်းကကျွန်တော်ဒုလဘယဟန်ခံပြီးတော့ကြက်ရမျိုးအမေရှိရကိုကြမ်းလာတဲ့အချိန်မှာတန်ဃာတော်တရားနဲ့ဆုံးခံကြွတဲ့အချိန် အမေအိမ်ဖြတ်အသွာအမေကျွန်တော်ကိုတန်ခါးရဲထဲမှာရှာပြီးတွေ့လိုက်တဲ့အချိန်ပုံတကွယ်လက်တန်းလေးကန်ပြီးတော့အမေကျွန်တော်ကိုကြည့်နေတဲ့အဲ့မျက်လုံးနဲ့နှခမ်းကိုကျွန်တော်ကောင်းကောင်းမှတ်မိတာပေါ့အမေရဲ့အခုအမေကျွန်တော်ကြည့်နေပြန်ပြီ ားသားအခုချက်ဒီခလေးဆန်တုံးပါလားအမေကျွန်တော်ခလေးဆန်လို့မဟုတ်ပါဘူးမင်းအမေကိုကျွန်တော်တိုင်ကြရပြောကြရအများကြီးရှိတယ်အမေဒီနေ့ကျွန်တော်အောင်ပြီလို့អော်လိုက်တာခလေးဆန်တဲ့စိတ်ကြုတ်ပါတာနဲ့អော်လိုက်တာမဟုတ်ပါဘူးအမေကျွန်တော်အရင်အရင်က တိကြရပြောရင်နှစ်ပေါင်း3000ကဥပဇကသံဥပဇကသူတော်စင်ကြီးတယောက်ရဲ့။အော်ရအတန်ကိုအားကြပြီကျွန်တော်လိုက်တာပါမင်းရဲ့။အမေကျွန်တော်နည်းနည်းရှင်းပြမယ်နော်။ဟိုလုံးခဲ့တဲ့နှစ်ပေါင်း3000ကောင် ရသော်ဘုရားသခင်ကိုရောမြတ်ကြီးတဝတ်ထုပြည်ဇေတဝန်ကျောင်းမှာသရင်တုံနေတဲ့အခါတဝတ်ထုပြည်ဇွန်အနာကအမတန်ဆင်းရဲတဲ့ပုံနာလျင်များရှိပါတယ်အမင်းပုံနာကြီးဒီဇနသုံးပါးကိုကြည်ညိုပေမဲ့ကမ္မဝါဒရာကုသိုလ်ကနေတော့အမတန်ဆင်းရဲရှာတယ်ဘလောက်ဆင်းရဲလဲဆိုရင် လင်မယားနှစ်ယောက်စလုံးမှာမှဟိုခေတ်ကစင်ညူတွေအများတနှောထားပြီးအပေါ်ယုံပဆိုးအမေတပည့်အကြီးရသားပေါ့ထလာလာသွားတဲ့ခါမှာအဲ့ဒီအဝိတ္တန်တာကိုမခုံးမပြင်းပြီးတော့စင်ညူတို့ရဲ့ဘာသာဒီလေးအတိုင်းသွားကြရတာဖြစ်ပါလေအမေအဲ့ဒီလင်မယားမှလေ သမီးနှစ်ယောက်ပေါ့မှဒီကိုသုံး30ပဲရှိရှာတယ်ဒါကြောင့်လေသူတို့ရဲ့ငယ်နာမယ်ပျောက်ပြီးတော့သူတို့သမီးနှစ်ယောက်စလုံးကိုအရက်ကခေါ်နေကြတော့ဧကသာရကပုံနာရှင်မယားတဲ့အမိရဲ့ဧကဆိုတော့တခုတည်းပါရကဆိုတာပစုံး လမယာနှစ်ယောက်ပေါင်းမှာအပေါ်ယုံပဆုတ်တစ်ထည်ရဲ့ရှိလို့ဧကပတ္တကာတဲ့မင်းဘုံငိမကြီးကဇီဝဲနောင်ဝဲသွားကြည့်တဲ့အခါနေကင်းဒီအပေါ်ယုံပဆိုးလေးကိုအခုံးပေါ်တင်ပြီးမှဈေးသွားဝင်ရတယ်ဇီဝဲနောင်ဝဲသွားရပုံနာကြီးကလူမှုရဲရာနဲ့ရဲရာကိစ္စကိုသွားကြည့်တဲ့အခါကျရင်ပုံလေးမကြီးအိမ်မှာထားခဲ့ပြီးတော့ အဲ့ဒီအပေါ်ယုံအဆိုးကိုတစ်ဖက်ဆိုးမဆိုးဘူးသခုံးပေါ်တင်ပြီးတော့ကြက်ရွာကိစ္စလူမှုရေးကိစ္စလောက်ရပါတယ်အမေသူတို့နှစ်ညောက်စလုံးဟာသဝတ္ထုကြီးအစွန်နာကနေပြီးတော့ဒေတွင်တောင်းတော့မှမြတ်စွာဘုရားတရားဟောနေတော်မူပါတယ်လို့ဆိုတာမေလာတရားဟောလိုက်မြတ်စွာဘုရားတို့မြည်မှာ နေ့နေ့ညညဆက်ပြီးတရားဟောနေကြတယ်ဒုဒ္ဓကိစ္စငါးပါးရှိပါတယ်အမေရဲ့အဲ့ဒီတရားနာကိုလင်မယားနှစ်ယောက်သလုံးသွားနာဖို့ဟာကနှစ်ယောက်သုံးမသွားနိုင်ကြဘူးမင်းပြီးတော့တနေ့တော့မနေနိုင်ကြလို့လင်မယားနှစ်ယောက်တိုင်မင်းလေတို့နှစ်ယောက်သာအတူတွဲပြီးတရားနာဖို့ဆိုရင်ဖြင့်အစိုးရတစ်ဆယ်ရဲ့ရှိတာမဟုတ်လို့ တော့လို့မဖြစ်ဘူးဒီတော့ပုံလေးမကြီးမင်းကညစ်ခင်းသွားပြီးတရားနာကြည့်မင်းပြန်လာတော့မှညာဦးပိုင်တရားနာတဲ့အခါညာအဲ့ဒီတရားပွဲမှာငါသွားပါမယ်ကွာအဲ့လိုပြောကြတော့တိုင်ပင်ပြီးတော့ညစ်ခင်းမဲ့မှာပုံလေးမကြီးကသွားတရားနာပါတယ်အမေရဲ့ညနေပိုင်းကြတော့ပြန်လာတော့မှ ဲ့ဒီပုံနာကြီးကအဲ့ဒီတခဲတော့ပဆိုးကိုယုံပြီးတော့ရသော်ဖေဟာတောင်းသွားတရားနာရတယ်။အမေရသော်ဖေရဲ့ဗုဒ္ဓကိစ္စ၅ပါးဆိုတာသရဝဝင်နေရဒီအပေါ်မှာကျိုးလိုလားတော်မူသဖြင့်အချိန်ကာလရှိသမျှကာလပတ်လုံးသဗ္ဗပါဏိနံလုံးလုံးများစွာသရဝပေါင်းတို့၏ ိတရာစီးပွားလုံးဟာဝါကိုပဲမြောင်ပေါင်းအောင်မြူရခြင်းလို့ငါဗုဒ္ဓတိဘုရားဟူ၍မြုပ်ပန်တော်ဥဒီတောင်းဆုံးမှဒီလုံးငယ်လို့ဖြစ်ထုံးပေါ်ပေါက်ခဲ့လေပြီပါတွတ်ထိုက်တော်သောဝါအထောက်ခံကညာကြည့်ရင်ပုဏ္ဏသတ္တဝါဝိညာရတို့ပွင့်ပါတဲ့နှလုံးဖြင့်ဆွေချုံထစ်ကြိုးရှိကိုနေကုန် ုံဆုံးပြင်းဟွန်ရွာဖြန့်ဆုံဆုံးမေကုန်မြဓမ္မပေရီမေနီကိုနာယီမလတ်မျက်နှာမပြတ်တဲ့ပြည်ပြည်တော်သတ်တော်သုံးရလုံးဆရာအတူချုပ်ပြောကြလို့အမေအမေတော့နားလဲပါတယ်ခလေးတွေနားလဲအောင်မေတော့ကျွန်တော်ပြောလိုက်ချင်းမြတ်စွာဘုရားတို့မိဒီမှာတနေ့မှာအရတကားနဲ့ပြောရဆို24နာရီရှိတဲ့ညက်တနေ့မှာ24နာရီနော်အမေ အဲ့ဒီ24ငါရှိတဲ့အ낵ကမိမိ40လောက်ပဲအာယုန်တက်ခံပြီးမှဖလာသမဘဝင်စားပြီးမဟာကန္တာကူရီတက်ခဲမှမိမိလျက်နဲ့ကျင်းချက်တော်မူရဲ့မိမိ40တဲ့တန်ရချင်းကြီးအကုန်တရားဟောနေတာပါမင်းအဲ့ဒီအချိန်မှာအခုနဧကတရကပုဏ္ဏကြီးကသွားပြီးတော့တရားနာတယ်အမေ ျော်ပြောခြင်းလေးအများကြီးဘူးလို့အတူချုံတန်လာလေးချုံပြစီတော့အမေကိုကျွန်တော်ပြောခြင်းတာလေးအများကြီးမိလေအမေကြည့်ပါလေအမေညောင်ပြန်ကသွားပြီးတော့ဧကတာရကပုံနာယူကတရားနာတယ်မြတ်စွာဘုရားခန္ဓာအာရဏတတိသပိဿသမ္ပတ္တိဟောပြီလားညောင်ဝဲနာဟောတယ် တန်ကောင်ချိန်ကြတဲ့ခါကျတော့တန်ကောင်တို့ဒီကြီးရှင်တဲ့ခါကျတော့တခါတည်းကနတ်ပြမာရီလာတယ်တရားဟောတောင်းပါလေမင်္ဂလာသုတ်တရားဟောရစွာအဲ့ဒီတန်ကောင်လာအချိန်ပေါ့မိရဲ့နော်အမေငငယ်ကကျွန်တော်ချပြီးတာလေအဘိဝနာသဗ္ဗနံပဏိဒါနိသဒေဝနံခွန်ကြောင့်မနေရဘဲနဲ့အမေတင်ကြလို့ပရိယတ် ဝါနာပါခဲ့တာဒီအမိတ်ပြစုအများကြီးပေါ်နေရဲ့ပြောနောက်တာဒီဖြစ်ပြောပါမယ်နော်အဲ့ဒီအချိန်ကစပြီးညဦးညာကနေ